vocabulary သိလို့ရှိရင်တော့เนาะလွယ်တယ်လို့လို့ရှိတယ်ဆရာတို့မြန်မာလူမျိုးတွေမြန်မာចောင်းသားចောင်းသူတွေအင်္ဂလိပ်စာလေ့လာနေတဲ့မြန်မာလူမျိုးတွေပေါ့เนาะဆရာတို့ပုံမှန်ဆိုရင်ဘယ်လိုလေ့လာလဲ wake up နဲ့ get up မကွဲဘူးသိကြတယ် wake up သိတယ်မြန်မာလူသိထားတယ်ဆရာတို့ english to english သိရင်ပိုကောင်းတယ်တစ်ဖက်လူကို စကားပြောဒါမှမဟုတ်စကားပြောလေ့ကျင့်တဲ့အချိန်မှာ English to English ကျင့်ပြီးလို့ရှင်ပိုကောင်းတယ်ဗမာလိုသိထားလဲကောင်းတာပေါ့နော်ဒါပေမဲ့ English to English ပြောရတာဖြစ်တဲ့အတွက်เนาะ English to English ကိုသိထားရင်ပိုကောင်းတယ်ကဲအခုကြည့်လိုက်ရအောင်เนาะတအားလွယ်နေတယ်ကို့အတွက်တအားလွယ်နေတယ်ဆိုရင်တော့ကြော်သွားပေါ့နော် Wake up stop sleeping wake up ဆရာဗမာလိုလေးရှင်းပြပါဦးရှင်းပြမယ်เนาะ wake up ဆိုတာက stop sleepy အိတ်ချင်းကိုရက်လိုက်တာအိယာက no လာတာဟုတ်တယ်နော်မျက်လုံးလေးပွင့်လာတာဆရာကတော့နောက်တစ်မျိုးအနေနဲ့ပြန်ပြောထားတယ်အတိညာလေး no လာတာမျက်လုံးလေးပွင့်လိုက်တယ်ကိုယ့်ရဲ့ပင်ကိုအတိညာ no လာတယ်အဲ့ဒါပဲနောက်တစ်ခု get up get to up your get out လို့မထွက်ဘူးနော် get ဒီမှာ t နဲ့ u b နဲ့ t ဖြစ်သွားတယ် get up get up အဲ့ဒါက get out of bed get out of bed အတိတ်ဘက်ကဘာလဲဆိုလို့ရှိရင်အဲ့ရကနေပြီးတော့ထသွားတာခန္ဓာကိုယ်ကြီးတစ်ခုလုံးဒီအဲ့ရဘဝကနေဝုန်းနဲ့ဆိုဆင်းလိုက်တယ်နောက်တစ်ခု go to sleep အိပ်ဖို့သွားတယ်အိပ်ဖို့သွားတယ်ဆိုတာက start sleeping အိပ်ဆက်ခြင်းကိုစတင်ပြီเนาะအိပ်ဆက်ခြင်းကိုစတင်ပြီအဲ့ဒါကို go to sleep